တော်ပြန်လည်ပြီးမှနားတော်တာဆိုတော့တော့ပြန်လည်ပြီးမှကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ HMM Harvest မြန်မာ Ministry အနေနဲ့ပြန်လည်ပြီးခါမှကြိုးဆိုပါတယ်ဖခင်ရဲ့နှုတ်ဘတော်သူကပြန်လည်ပြီးမှအတူတူကလေ့လာကြဖို့အတွက်ကိုကျွန်တော်ဒီကနေ့ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ကျွန်တော်နှုတ်ဘတော်ထဲမှာသွားခင်မှာအတူတူကဆုတောင်းကြပါစို့တန်ရှင်းတဲ့ဖခင်နာမတော်ချီးမွမ်းနဲ့ဆဆရရဟာကိုရဲ့ဘုံတော်ထိရှားဖို့ဖြစ်စေတော်မူပါကိုရောနိုင်ငံတော်တာယူကျေပြန့်ဖို့ဖြစ်စေတော်ကိုပါ ဈာနာသူတော်တော်ကောင်းကိုရောဖျားဟောပြောသူတော်တော်ကောင်းကောင်းခြင်းမင်္ဂလာဖြစ်စေတော်မူပါဂျေဇုတော်ပေါင်းကိုချီးမွမ်းလေယေရှုနာမဖြစ်ဆုတောင်းဆက်ကန်နိုင်ကြပါဘုရားသခင်အာမင်ဆိုတော့ online အဖြစ်ကြီးရှုနေတဲ့ဖျားရဲ့သာသမီအားလုံးပေါ်မှာဖျားရှင်ဆက်လို့ရကောင်းကြီးပေးပါစေဆိုတော့ကျွန်တော်တို့ဒီနေ့အတူတကွာအလေးလာကြဖို့ဟာခရစ်တော် night အုံမြစ်တီချင်းဆိုရဲကောင်းစဉ်အဖြစ်ကျွန်တော်တို့ကလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ကောလောသဲဩဝါဒစာ ခန်းကြီးနှင့်အပိုင်ငယ်6နဲ့ခုံမှာဒီလိုရေးထားပါတယ်ရှင်ဘောလိုဟာထို့ကြောင့်သင်တို့သည်ယေရှုခရစ်တော်ကိုခံယူပြီးသည်ဖြစ်၍ထိုတခင်၌စိုက်ပျိုးခြင်းတိဆောက်ခြင်းရှိလက်နေဥပရိတာကိုခံပြီးသည့်အတိုင်းယုံကြည်ခြင်း၌မြဲမြံဆွေးလန်းလျက်ဂျေဇုတော်ကိုချီးမွမ်းခြင်းနဲ့တကွယုံကြည်ခြင်းတိုးပွားပြည့်စုံလျက်ထိုတခင်၌ကျင်လည်ကြလောဆိုပြီးမှရှင်ဘောလူကဒီမှာခွန်အားပေးတိုက်တွန်းထားတာကျွန်တော်တွေ့လို့ရပါတယ် ဆိုတော့ဒီစာဆောင်ကောလိုသဲဩဝါဒစာဘယ်သူရေးထားတယ်လဲဆိုတော့ရှင်ပေါလုကရေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်။နောက်ပြီးခါမှာဒီအထူးသဖြင့်ပေါ့နော်ဒီကောလိုသဲဩဝါဒစာနဲ့ဒီအဖဩဝါဒစာအတူတကွာရှင်တွဲပြီးမှလေ့လာလို့ရပါတယ်။စင်တူယုံမှန်းပုံစံလေးနဲ့ရေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ဥပမာအဖဩဝါဒစာဆိုအဓိကဘာလဲဆိုတော့ဒီခရစ်တော်အသင်းတော်အတွက်ခရစ်တော်ဆိုတဲ့ဟာပေါ့နော်။ The body အဲအကြောင်းအရာကို ဖော်ပြပေးထားတယ်ဥမာကောလသဲအသင်းတော်ဆိုသူအထူးသဖြင့်ဘာကိုဖော်ပြပေးထားလဲဆိုရင်တော့အသင်းတော်ရဲ့ဥကောင်းဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဖော်ပြပေးထားပါတယ် the head ပေါ့ပြောရရင်တော့ efficient ကတော့ဘာကို focus လုပ်တယ်လဲဆိုရင် church of christ ပေါ့ church of christ ကို ပြောရရင်တော့ the body အဲ့ပိုင်းကိုဦးစားပေးပြီးခါမှာ efficient ကတော့ရေးထားပါတယ်ဒါပေမဲ့ကောလသဲကတော့မဟုတ်ဘဲနဲ့ christ of the church နော်အသိန်းတော်အတွက်ခရစ်တော်အထူးသဖြင့်အသိန်းတော်မှာဥကောင်းကဘာသူဖြစ်လဲခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဖော်ပြပေးထားပါတယ်။အဲကြောင့်ကျွန်တော်ကောလိုသဲဩဝါဒစာကိုလေ့လာတဲ့အခါမှာအပိုင်းနှစ်ပိုင်းတွေ့လို့ရပါတယ်။အခန်းကြီး1နဲ့အခန်းကြီး2က doctrine ဘိုင်းပေါ့နော်။ဒီအဓိကကျွန်တော်ကြောရိုးပေါ့ခရစ်ယာန်တွေရဲ့ doctrine ဘိုင်းကိုရေးထားပါတယ်။နောက်ပြီးခါမှာဒုတိယဘိုင်းကတော့လက်တွေ့လှုပ်ဆောင်ရမယ်အရာ အဲ doctrine ကိုလက်တွေ့လောက်ဆောင်ရမယ့်အရာကိုအခန်းကြီး34မှာဖော်ပြပေးထားပါတယ်အဲနှစ်ပိုင်းနဲ့ကျွန်တော်လေ့လာလို့ရပါတယ်အကြောင်းအထူးသဖြင့်ကျွန်တော်တို့ကဘာလဲဆိုရင်ရှင်ဘောလုကဂလိုတဲဩဝါရစာဆောင်ထဲမှာအဓိကရေးထားတာခရစ်တော်ဟာအရာအလုံးရဲ့သခင်အရာအလုံးရဲ့အရှင်သူ့နံပါတ်1နေရာမှာထားဖို့အတွက်အသင်းတော်ဆိုတာကခရစ်တော်ကဥကောင်းဖြစ်တယ်အရာအလုံးရဲ့နော်ဒီဥကောင်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုအဓိကအဖြစ်ဖော်ပြပေးထားတယ် ဒါကြောင့်ကောလောသဲမှာရှိတဲ့ယုံကြည်သူတွေကအဲ့အရာကိုဦးစားပေးပြီးမှအသက်ရှင်ပြီးခါမှသူတစ်ပါးအတွက်ပုံသက်တည်ပြီးဖြစ်ပြီးအလင်းလင်းနိုင်တဲ့သူများဖြစ်ဖို့အတွက်ကိုဒီမှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ဘာလို့လဲဆိုယုံကြည်သူတွေရဲ့အသက်တာမှာခရစ်တော်ထဲမှာကျွန်တော်ကအခြေခံအုတ်မြစ်တည်ဆောက်တော်သူများဖြစ်ပြီးမှအစစအရာရာမှာကြီးပွားတိုးတက်တော်သူများဖြစ်ဖို့အတွက်ကိုဒီမှာရှင်ပေါလုကကိုလိုသဲယုံကြည်သူတွေခွန်အားပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ် ဥမာပါလဲ rooted in him ခရစ်တော်၌ကျွန်တော်တို့ကဘာလို့လဲအမြင့်တွေတော်သူများဖြစ်ဖို့လိုရတယ်။နောက်ပြီးမှ build up တည်ဆောက်တော်သူများဖြစ်ဖို့လိုတယ်။ဒါကြောင့်ဒီကနေ့မှာကျွန်တော်တို့က rooted နဲ့ build up ဆိုတဲ့အပိုင်းနှစ်ပိုင်းရှိပါတယ်။ rooted and build up အချက်ကျွန်တော်ဘာတွေ build up လုပ်ကြမလဲ။အဲ build up မလုပ်ခင်မှာကျွန်တော်တို့ကဘာတွေကို rooted လုပ်ရမလဲဆိုတဲ့အားလေးကိုနားလေသဘောပေါက်။အဲနှစ်ခုရဲ့ပေါင်းပြီးမှနောက်ဆုံးမှဘယ်အရာနဲ့ကျွန်တော်တည်ဆောက်ရမလဲ။ယုံကြည်ခြင်းအဖြစ်တည်ဆောက်ရမယ်။အဲအကြောင်းအရာလေးကိုကျွန်တော် အတူတကွာလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ဘာလဲဆိုတော့ rooted ဆို crypto နဲ့ကျွန်တော်တိဆောက်ဖို့အတွက်ကဘာလုပ်ဖို့လိုအပ်တယ်လဲဆိုရင် crypto ကိုနံပါတ်၁ချက်အနေနဲ့မိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်လက်ခံတော်သူဖြစ်မှသာလျှင် crypto နဲ့ကျွန်တော်ကတိဆောက်နိုင်တော်သူများဖြစ်မှာဖြစ်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်ကတိဆောက်နိုင်တော်သူများဖြစ်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ပါလဲဆိုရင်ဒီထဲမှာ receive Christ Jesus ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ခြင်းအဖြစ်ယုံကြည်လက်ခံတော်သူများဖြစ်ဖို့ဟာနံပါတ်1အနေနဲ့သိရေးကြည့်ပါတယ်။အဲ့တော့ကြောင့်မဲကောရိန္သုဩဝါဒစာခန်းကြီးကအပိုင်ငယ်ဆက်ခွန်မှာလူမြည်ဒီကခရစ်တော်၌ရှိလင်းအသည့်ပြုပြင်သောတရားဖြစ်၏။ဟောင်းသော အရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသည့်ဖြစ်ကြပြီလို့ဖော်ပြပေးထားတာကျွန်တော်တွေ့ရပါတယ်။လူဆိုတဲ့တတ္တဝါမှန်တယ်များဟာခရစ်တော်၌ရှိမှသာလင်းအသည့်ပြုပြင်သောတရားဖြစ်ပါတယ်။အသင်းတော်၌ရှိသာလင်းလို့မပြောပါဘူး။ အဖွဲ့အစည်း၌ရှိနာတာလင်းလို့မပြောပါဘူးခရစ်ယာန်မိသားစု၌ရှိမှတာလင်းလို့မပြောပါဘူးခရစ်တော်၌ရှိလင်း in Christ ခရစ်တော်၌ရှိမှတာလင်းအတိပြုပြင်တော်တော်ဝါဖြစ်တယ်အဲဒါကြောင့်ဓမ္မမိတ်ဆွေများကျွန်တော်လူမည်တီကခရစ်တော်၌ရှိလင်းအတိပြုပြင်တော်တော်ဝါဖြစ်တယ်ဟောင်းသောအရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောအရာတို့ဒီအတိဖြစ်ကြပြီလို့ပြောထားတဲ့အတိုင်းခရစ်တော်၌ကျွန်တော်အတိပြုပြင်တော်တော်ဝါတွေဖြစ်ကြပါပြီ ခရစ်တော်နဲ့အသစ်ပြုမြင်သောတရားတွေဖြစ်ကြတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်မှာတိဆောက်ကြမလဲခရစ်တော်နဲ့ကျွန်တော်တိဆောက်ကြမှာဖြစ်တယ်။အဲအကြောင်းအရာလေးကိုကျွန်တော်ဆက်လက်ပြီးမှကြည့်အောင်။နံပါတ်1ကခရစ်တော်ကိုမြင်ရတဲ့ကယ်တင်ပိုင်ခြင်းအဖြစ်ယုံကြည်လက်ခံသောသူများဖြစ်ဖို့သိရေးကြီးပါတယ်။နံပါတ်2ချက်အနေနဲ့ walk in him ပြောချင်တာကခရစ်တော်နဲ့အတူတကွကျွန်တော်တိဆောက်ပြီးတဲ့နောက်မှာခရစ်တော်နဲ့အတူတကွကျွန်တော်တို့ကဘာလုပ်လဲအတူတကွရှောက်နှမ်းတော်သူများဖြစ်ဖို့အရေးကြီးပါတယ်ခရစ်တော်နဲ့အတူတကွကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတိုင်းမှာကျွန်တော်တို့ကသွား လာတဲ့အလေအထတွေယုံကြည်သူတွေကတိဆောက်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်ပဲခရစ်တော်နဲ့ကျွန်တော်ဘာဖြစ်လို့အတူတူကတိဆောက်ဖို့လို့တလဲ။ခရစ်တော်နဲ့အတူတူကကျွန်တော်ဘာဖြစ်လို့ကျွန်တော်ကရှောက်လန်းဖို့တူလို့တလဲခရိယန်တတ္တမှာဒါသိရေးကြည့်ပါတယ်။အကြောင်းခရိယန်တတ္တမှာကျွန်တော်ရှောက်လန်းတဲ့အခါမှာလောကမှာဖြစ်တဲ့အခါလောဘီမှာကျွန်တော်ကရရတဲ့လူတွေဖြစ်တယ်။ ဒါကြောင့်မဲ့ကျွန်တော်ကခရစ်တော်နဲ့တူကရှောက်လန်းတော်သူများဖြစ်ဖို့ရည်ကြီးပါတယ်။ဒါကြောင့်မဲ့ရှင်ပေါလုကကိုလိုသဲအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုကျွန်တော်ကခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်တော်သူမှန်သမျှဟာခရစ်တော်နဲ့တူကရှောက်လန်းရမယ်။လောကမှာကျွန်တော်သွားတဲ့အခါမှာပျော်မွေ့တဲ့လမ်းနေမဟုတ်ပါဘူး။ခရစ်ယာန်ရဲ့အသက်တာဆိုတာကကောင်းကြီးမင်္ဂလာတွေနဲ့ကျွန်တော်ပြည့်ရှံမယ်။ဒါမဲ့ကောင်းကြီးမင်္ဂလာပြည့်ရှံဖို့အတွက်ဖခင်သခင်အလိုတော်ရှိတဲ့လမ်းကြောင်းကိုကျွန်တော်ကရှောက်လန်းမှသာလင်း သူတပားကိုကောင်းကြီးပေးနိုင်သောကျွယ်ဝပြည့်စုံသောဖရာရဲ့ဒါသမီးတည်ဖြစ်မှာဖြစ်တယ်။အဲ့တော့ကြောင့်ပဲခရစ်တော်နဲ့တူအကျွန်တော်တို့အတူတကွာရှောက်လန်းဖို့ဖြစ်တယ်။ကျွန်တော်ဒုက္ခဆင်းရဲတွေကြုံတဲ့အခါမှာလည်းခရစ်တော်နဲ့အတူတကွာရှောက်ရမှာဖြစ်တယ်။ကျွန်တော်တို့ချမ်းသာကျွယ်ဝခြင်းတွေကြုံတွေ့ရတဲ့အခါမှာလည်းခရစ်တော်နဲ့အတူတကွာရှောက်လန်းရမှာဖြစ်တယ်။ပြောချင်တဲ့အရာကမြင်ရတဲ့ကောင်းကြီးမမြင်ရတဲ့ကောင်းကြီးဆင်းရဲဒုက္ခတွေကြုံတဲ့အခါတိုင်းဘယ်လိုမျိုးအခြေအနေမှာဆို ခရစ်တော်နဲ့ကျွန်တော်အတူတကွာရှောက်လိုင်းရမယ်ဆိုတဲ့အကြောင်းအရာကိုရှင်ပေါလုကကောလောသဲအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုခွန်အားပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အားကြောင့် online ကနေကြည့်ရှုနေတဲ့ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေဒါကြောင့်မရှင်မသဲခရစ်ဝင်ကျမ်းအခန်းကြီး7အပိုင်ငယ်28ကနေ30မှာခရစ်တော်ကဖော်ပြပေးထားပါတယ်။ဝင်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထမ်းတို့လာကြလော့ငါသည်ချမ်းသာပေးမည်။ငါတဘိုးကိုတင်၍ထမ်းကြလောငါထာ၌နှီးခမ်းကြလောငါသည်နူးညံ့တိမ်မွေ့ လင့်ချသောစိတ်ဘောရှိ၏တင်တို့စိတ်နှလုံးသည်တက်တာချင်းကိုရလိမ့်မည်အကြောင်းမူကားငါတဘောတီထမ်းလွဲ၏ငါဝင်လဲပေါ်ယူမိန်တော်မူ၏ခရစ်တော်ကိုယ်တိုင်မိန်တော်မူထားတဲ့စကားပဲဖြစ်ပါတယ်လောကမှာလူရဲလို့ဖြစ်လာရင်သူ့အထွန်းနဲ့သူအားလုံးကဆင်းရဲဒုက္ခကြုံတွေ့နေရသောသူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာဒီအရာတွေနဲ့ကြုံတွေ့လာတဲ့အခါတိုင်းမှာဖះကိုမမေ့ဖို့ဖះရှင်ကျွန်တော်ခွန်အားပေးထားပါတယ် ဘုရားရဲ့သာသမီလောကမှာတက်ရှင်တဲ့ခါမှာကျွန်တော်တို့ဒုက္ခဆင်းရဲကြုံတွေ့နေရမှာပါဒါယုံကြည်သူတွေကြုံတွေ့ဦးကြုံတွေ့ရမယ်အရာအဲ့အခါမှာဘုရားသခင်နဲ့ကျွန်တော်ကအထူးတခွရှောက်လန်းတဲ့ဘုရားရဲ့သာသမီတွေဖြစ်ဖို့တအရေးကြီးတယ်အဲ့ဒါကြောင့်ပဲဝင်လေ၍ဒုက္ခဆင်းရဲကြုံတွေ့တဲ့ခါမှာဝင်လေ၍ပင်ပန်းသူပေါင်းတို့ငါထန်တို့လာကြလောဘုသူရှင်မသွားမလဲခရစ်တော်ရှင်မသွားမယ်ဒီခါလေးကျတော့ကျွန်တော်ခရစ်တော်ရှင်မမသွားချင်မဲ့ဘယ်မှာသွားလဲကျွန်တော်ဆရာသမားတွေရှင်မသွားတယ်သင်အုပ်ဆရာတွေရှင်မသွားတယ် ိဘတွေရှင်မသွားတယ်အားကိုးရတဲ့လူတွေရှင်မသွားတယ်နောက်ဆုံးမှကျတော့ဘာဖြစ်လဲကျွန်တော်လူချင်းတဲ့အတိုင်းမရတဲ့ခါမှနောက်ဆုံးမှအတားနဲ့ဘုရားရှင်ရှိကိုသွားကြပါတယ်ဒါမဲ့ခရစ်တော်ကတော့ပြောထားပါတယ်ဝင်လင်း၍ပင်ပန်းတော့သူအပေါင်းတို့ငါထံသို့လာကြလောလူဖော်ပြပေးထားတဲ့အတိုင်းကျွန်တော်သွားဖို့သိပြီးမှအရေးကြီးပါတယ်သွားတဲ့အခါမှာခရစ်တော်နဲ့တွေ့တဲ့အခါမှာဗာလဲငါဒီချမ်းသာပေးမိကျွန်တော်ဝင်လေးပင်ပန်းတဲ့အရာလုံးမှန်သမျှကိုခရစ်တော်နဲ့တွေ့လိုက်တဲ့အခါမှာကျွန်တော်ဗာရတော့လဲချမ်းသာခြင်းကိုရတော့ပါတယ် ဒုက္ခဆင်းရဲတွေကြုံတွေ့ရတဲ့အရာအလုံးမှန်သမျှလည်းဘာဖြစ်လဲကျွန်တော်ချမ်းသာခြင်းကိုရရှိမှာဖြစ်တယ်ဒုက္ခဆင်းရဲလွတ်မြောက်ရမယ်လမ်းဒီကိုဘုရားရှင်ကထားပြီးသားပြီးသားဖြစ်သွားတယ်နောက်ပြီးမှငါ့တပိုးတွေကိုတင်၍ထမ်းကြလောငါထမ်းနိုင်နီးခမ်းကြလောခရစ်တော်မှာကျွန်တော်နီးခမ်းတဲ့တော့သူများဖြစ်ဖို့တိတ်ပြီးမှရေးကြည့်ပါလေနူညာတိမ်မွေးနှိမ့်ချတော့စိတ်တော်ရှိခရစ်တော်မှာရှိတဲ့ခါမှာ ကျွန်တော်တို့ကသွားတဲ့အခါမှာငါဒီနူညံတိမ်မွေ့နှိမ်ချသောစိတ်တော်ရှိ၏လို့ဖော်ပြပေးထားပါတယ်ဘလောက်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်လေသင်တို့စိတ်နှုတ်ဒီတက်တာချင်းကိုရလိမ့်မည်ဒုက္ခဆင်းရဲပြဿနာတွေကျွန်တော်ကြုံတွေ့တဲ့အခါမှာကျွန်တော်ရဲ့စိတ်နှလုံးတက်တာချင်းရဖို့ပဲကျွန်တော်ရှာကြရတယ်မဟုတ်ဘူးလားယုံကြည်သူတွေတောင်မှဒီအရာကိုပဲရှာဖွေကြရတယ်ဘုရားသိတယ်ဒါကြောင့်သူ့ချီမှာလာဖို့ဘုရားသခင်ကကျွန်တော်ကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်ငါဝင်လဲပေါ့ဤနောက်ဆုံးမှာကျွန်တော် ဒီဘုရားကိုယ်တိုင် ကကျွန်တော်ကိုဖိတ်ခေါ်ထားပါတယ်။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးများကျွန်တော်တို့ရဲ့အသက်တာကိုဘုရားရှင်ရှိမှကျွန်တော်ကစက္ကန့်အနှံပြီးတဲ့နောက်မှာခရိယန်အသက်တာ Christian life လို့ပြောတဲ့အခါမှာကျွန်တော်ရှောက်လန်းတဲ့အခါမှာကျွန်တော်ကြုံတွေ့ရမယ့်ပြဿနာတွေကျွန်တော်ကြုံတွေ့ရတဲ့အခါတိုင်းခါတိုင်းဒုက္ခဆင်းရဲတွေကြုံတွေ့ရတဲ့အခါတိုင်းမှာဘယ်သွားမလဲခရစ်တော်ရှင်မှာသွားဖို့အရေးကြီးပါတယ်။ဒါကြောင့်မဲရှင်ပေါလုက ခရစ်တော်ယုံကြည်တဲ့ကောလသဲမှာရှိတဲ့ဘုရားရဲ့သားသမီးတွေကိုခွန်အားပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာခရိယန်သက်တာကိုရှောက်လန်းတဲ့ဘိုင်းမှာကျွန်တော်ခရစ်တော်နဲ့တူတူကရှောက်လန်းတဲ့ဘုရားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ထပ်လောင်းပေးခါမှကျွန်တော်ခွန်အားပေးချင်ပါတယ်။အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ခရစ်တော်နဲ့အတူတူကသွားကြမယ်။သွားတဲ့ပြင်မှာနံပါတ်3ကဘာရေးကြည့်တာတလဲဆို Rooted in him စပါပြီးအဲ့မှာကျွန်တော်တို့ကပါလဲဆိုအမြစ်ကိုဘယ်မှာတွေ့ကြမလဲခရစ်တော်ရှင်မှာကျွန်တော် အမြစ်တွေ့တော့ယုံကြည်သူတွေဖြစ်ဖို့တိတ်အရေးကြီးပါတယ်ဒီကနေ့မှာဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတချို့တလေကခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးတဲ့နောက်မှာသူတို့ရဲ့ရေတောက်မြစ်ကသူတို့ရဲ့အမြစ်ကဘယ်မှာတွားတွေ့တယ်လဲလောကစီစိမ်မှာတွားတွေ့တယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကြည်တဲ့အခါမှာတင်ကျွဲပါမယ်ချမ်းသာမယ်ဘုရားရဲ့သားသမီးပဲကျွဲပါချမ်းသာမှာပါ ဒါပေမဲ့ဒီကြွယ်ဝချမ်းသာခြင်းအားလုံးကကျွန်တော်တို့အတွက်လာမဟုတ်ပါဘူး။ဖခင်သခင်ရဲ့ဘုန်းတော်ထင်ရှားဖို့လောလောဆယ်ဖခင်သခင်ကကျွန်တော်တို့ကိုငှားထားတာပါ။လောကမှာအသက်ရှင်တဲ့အချိန်အတော်တွန်းလေးမှာသူ့ဘုန်းတော်ထင်ရှားဖို့အတွက်ငှားထားတာဖြစ်တယ်။ကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်တော်မှာကျွန်တော်မပိုင်ဆိုင်ဘူး။ဒါဖခင်ရဲ့ကျွန်းရှင်ပေါလုကိုယ်တိုင်ကပြောထားတဲ့အစကားပါ။အဲ့တော့ကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာဘယ်အရာတွေကိုကျွန်တော်တို့ကတွေ့တာပြီးမှရှောက်လန်းရမလဲ။ ်ဘယ်အရာတွေမှာကျွန်တော်တို့ကကျွန်တော်ရဲ့အုတ်မြစ်ကိုထားပြီးမှကျွန်တော်အသက်တာတည်ဆောက်ကြမလဲဒါတိတ်ရေးကြီးတယ်ဒါကြောင့်မဲ့ကလောသဲမှာရှိတဲ့ယုံကြည်သူတွေကိုခရစ်တော်ကဖော်ပြပေးထားတာတင်တို့ရဲ့အမြစ်ကဘယ်မှာတွေ့ရမလဲခရစ်တော်ကတွင်ပေးထားတာဒီအကြောင်းအရာကိုပဲပြန်ပြီးခါမှာရှင်ဘောလူကကလောသဲအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုပြန်ပြီးမှခွန်အားပေးထားတာဒီနေ့မှာဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်ရဲ့အမြစ်ကဘယ်မှာတွေ့တယ်လဲအသင်းတော်မှာပဲတွေ့တာလား တိမ်အုပ်ဆရာပေါ်မှာပဲတွေ့တာလားဘိုးဘေကျွန်တော်လောကစီးစိမ်အုပ်ဆာပေါ်မှာပဲတွေ့တာလားယုံကြည်သူတွေဒီအရာတွေနဲ့ကျွန်တော်ကအမြင့်တွေတတ်တဲ့လူတွေအများကြီးရှိပါတယ်ဒါမဲ့ရှင်ဘောလူကကျွန်တော်ယုံကြည်သူတွေကိုတရိပေးထားပါတယ်ကျွန်တော်ရဲ့အုပ်မြစ်ကဘယ်မှာတွေ့ရမလဲခရစ်တော်၌တွေ့ရမယ်ဖော်ပြပေးထားပါတယ်အဲကြောင့် rooted in him ခရစ်တော်၌တာလဲကျွန်တော်အမြင့်တွေဖို့တိတ်ရေးကြည့်တယ်ဥမာတစ်ပင်တပင်ကသူ့ရဲ့ရေတောက်မြစ်ကဘယ်မှာတွေ့လဲတဲပေါ်မှာတွေ့ချင်းချင်းပဲအရင် အရွက်တွေကျွန်းနှွမ်းပြီးမှအပင်မသေးသွားတယ်။သူကဘယ်မှာမြစ်တွေတလဲရေတောက်မြစ်ကဟိုးအနက်ဆုံးရေရေကျောင်းမှာမြစ်တွေတဲ့အခါမှာတီးချိန်တိုင်းရင်တီးတယ်၊ပွင့်ချိန်တိုင်းရင်ပွင့်တယ်။အဲတီးဒီကစားလို့ရန်ကောင်းတယ်၊လူတိုင်းကြိုက်တယ်၊တန်ဖိုးရှိတယ်၊အမွှေးအကြိမ်ပါပေးတယ်။အဲရှမ်းမဲ့မွှေးကြိုင်တဲ့အနက်အတန်တွေပေးပါတယ်။ ဒါကိုလူတိုင်းကကြိုက်တယ်အဲအတိုင်းပဲခရိယန်ရဲ့အသက်တာလျှောက်လန်းနေတဲ့မှာခရစ်တိုရှိနိုင်ဒါလင်ကျွန်တော်တို့ကဘာလို့ရမလဲအမြင့်တွယ်သောသူများဖြစ်ဖို့တိတ်ပြီးမှအရေးကြီးပါတယ်ခရစ်တော်နဲ့အမြင့်တွယ်မှဒါလင်ကျွန်တော်တို့ကဖယားသခင်အလိုတော်ရှိတဲ့အတ္တတာအဖြစ်အသက်ရှင်ပြီးမှလောကမှာတခြားနှလောက် blessing ဖယားသခင်ရဲ့ဘုန်းတော်ထင်ရှားနိုင်တဲ့ဖယားရဲ့သားသမီးတွေဖြစ်မှာဖြစ်တယ်။အဲဒါကြောင့် we are အခြားနှလောက် blessing we are ambassador of Christ we are the light in the world. နော် we are the light. we are the salt. နော်ကျွန်တော်တို့ဟာအားလုံးကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အားလုံးဟာလောကရဲ့အလင်းလောကရဲ့အစားဖျားသခင်ရဲ့တန်တမန်နေနော်ဖြစ်ချင်ကြလို့ရှိရင်ကျွန်တော်ခရစ်တော်၌တာလင်းကျွန်တော်အမြင့်တည်သောသူများဖြစ်ဖို့သိပြီးခါမှာရေးကြည့်ပါတယ်အဲအကြောင်းအရာကိုပဲကျွန်တော်ကြည့်မစမ်းကောလောသဲဩဝါဒစာအခန်းကြီး1 အပိုင်ငယ်15နဲ့18မှာဒီလိုဖော်ပြပေးထားပါတယ်။ထိုသားတော်သည်မျက်မြင်ရသောဘုရားသခင်ရဲ့ပုံတန်ဖြစ်၏။ထိုသားတော်ခရစ်တော်ခရစ်တော်ကမျက်မြင်မရတဲ့ဘုရားသခင်ရဲ့ပုံတန်ဖြစ်တယ်။ဒါကြောင့်မကျွန်တော်အပြစ်တွေဖို့တည်ရည်ကြီးတယ်လို့ကျွန်တော်ပြောတာဖြစ်တယ်။ဝိနည်းတတဝါအပေါင်းတို့တွင်လည်းသားဦးဖြစ်တော်မူ၏။အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသမျှသောယူပအရာအယူပအရာ ရာဇပလင်ဖြစ်စေအစိုးရချင်းတကူဖြစ်စေအထွတ်အမြတ်ဖြစ်စေအာနာဆက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့လို့ငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏သားတော်သည်လည်းခတ်သိမ်းသော အရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကူတော်အားဖြင့်သာတည်ကြ၏အသင်းတော်တီးဟုသော ကိုဤဥကောင်းဖြစ်တော်မူ၏အရာရာ၌ထူးမြတ်တော်မူခြင်းငါ မူလအရင်မြစ်ဖြစ်၍တေသောသူတို့တွင်သာဦးဖြစ်တော်မူ၏ဒီမှာဖော်ပြပေးထားပါတယ်ဘယ်မှာကျွန်တော်အမြစ်တည်ကြမလဲမျက်မြင်မရသောဖိယသခင်ရဲ့ပုံသဏ္ဍာန်ဖြစ်တဲ့ခရစ်တော် night ကျွန်တော်တို့အမြစ်ကတွေ့မှသာလင်းခရစ်တော်ရဲ့ပုံသဏ္ဍာန်အဖြစ်ကျွန်တော်တို့ကလောကမှာအသက်ရှင်ပြီးမှသူတစ်ပါးကိုကောင်းချီးပေးနိုင်တဲ့ဖိယရဲ့သားသမီးတွေဖြစ်မယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ရေတောက်မြစ်ကတိတ်အရေးကြီးပါတယ် ဖះကိုချစ်တဲ့ဖះရဲ့သားသမီး online မှာကြည့်ရှုနေတဲ့ဖះရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာရဲ့ရေတောင်းမြက်ကဘယ်မှာတည်နေတယ်လဲဒါကသိပြီးခါမှအရေးကြီးပါတယ်ဝိနေယသတ္တဝါအပေါင်းထဲမှာတာဥအရာလည်းဖြစ်တယ်စัจ java လာမှာရှိတယ်အယူပအရာယူပအရာအလုံးအစိုးရချင်းပလင်တကာတို့ရဲ့ပလင်အထအမြတ်ဖြစ်တဲ့အရာအလုံးကိုဖန်ဆင်းတဲ့သာဝရဖះသခင်ဖြစ်တော်မူသော မျက်နဲ့မမြင်ရတဲ့ဘုရားသခင်ရဲ့ပုံသဏ္ဍာန်ဖြစ်တဲ့တားတော် night ကျွန်တော်တို့ကအမြင့်တီတော်သူများဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့ရေတောက်မြစ်ကိုပဲမှတည်ကြမလဲ။ဘုရားသခင် night တည်ကြဖို့သိအရေးကြီးပါတယ်။ခရစ်တော် night ကျွန်တော်တို့ကအမြင့်တီတော် rooted အမြင့်တီတော်သူများဖြစ်ဖို့သိအရေးကြီးပါတယ်။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီး တင့်ရဲ့အတ္တတာကျွန်တော်ရဲ့အတ္တတာကိုခရစ်တော်ရဲ့အတ္တတာ၌ခရစ်တော်ပေါ်၌ကျွန်တော်ရဲ့အတ္တတာရေတောင်မြက်ကိုတည်ပြီးခါမှဆက်လက်ပြီးမှဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားနိုင်သောသူများဖြစ်ကြရအောင်လို့ကျွန်တော်ထပ်လောင်းပြီးကခွန်အားပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုခရစ်တော်ရဲ့နော်အပေါ်မှာကျွန်တော်တို့ကတည်ဆောက်ကြမလဲ။ဘာဖြစ်လို့ရေတောင်မြက်ဖြစ်လဲ။ဘာဖြစ်လို့တည်ဆောက်ဖို့တည်ရည်ကြီးတယ်လဲ။ အဲကြောင့်ရကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အပိုင်းငယ်6မှာယေရှုကငါဒီလမ်းခေဖြစ်၏တမာတရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလည်းအဘယ်သူမျှခမဲတော်ထံသို့မရောက်ရဖော်ပြပေးထားတယ် I am the way the truth and the life ငါဟာလမ်းခရီးဖြစ်တယ်ဘယ်သွားတဲ့လမ်းခရီးလဲကောင်းကင်ပုံကိုသွားမယ်လမ်းခရီးဖြစ်တယ် တမာတရားလည်းဖြစ်တယ်စစ်မှန်တဲ့တမာတရားလောကမှာကျွန်တော်ရှားဖွေနေတဲ့စစ်မှန်တဲ့တမာတရားဖြစ်လေခရစ်တော်ကိုယ်တိုင်ဖြစ်တယ်အသက်လည်းဖြစ်တယ်ဖော်ပြပေးထားတယ်အဲကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာခရစ်တော်ကိုကျွန်တော်ရဲ့အသက်တာရဲ့ရေတောက်မြစ်ကျွန်တော်ခရစ်တော်ပေါ်မှာတည်ဆောက်တဲ့ယုံကြည်သူတွေဖြစ်ဖြစ်ဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ်ယုံကြည်သူများဖြစ်ကြရအောင် ရှင်ပေါလုကဂေါလသဲမှာရှိတဲ့ယုံကြည်သူတွေခွန်အားပေးတော့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံပြီးတဲ့နောက်မှာကျွန်တော်ဘာလို့ပြောလဲခရစ်တော်နဲ့အတူတူကရှောက်ရမယ်ခရစ်တော်နဲ့အတူတူကရှောက်လန်းဖို့အတွက်ကဘာလို့ပြောလဲခရစ်တော်ပေါ်၌ကျွန်တော်ရဲ့အသက်တာတွေကျွန်တော်ဒီဆောက်တတ်တော်သူများဖြစ်ဖို့ဒီမှာရှင်ပေါလုကခွန်အားပေးထားတာကျွန်တော်တွေ့လို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့အသက်တာခရစ်တော်ပေါ်၌ကျွန်တော် rooted ကျွန်တော်ရဲ့ အမြစ်တီးကျွန်တော်အရာအားလုံးကိုတိဆောက်တတ်တဲ့ယုံကြည်သူများရောက်စီတိုင်းဖြစ်ကြရအောင်လို့ကျွန်တော်ခွန်အားပေးချင်ပါတယ်။ကြာနာတော့ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။ဒါမဲ့ပမာကျွန်တော် rooted ခရစ်တော်နဲ့အမြစ်တီးပြီးတဲ့နောက်မှာကျွန်တော်ဘာတွေကိုကျွန်တော်ပြန်တတ်ကြအောင်လဲ။တိဆောက်ကြမလဲဆိုတာကိုကျွန်တော်ဆက်လက်ပြီးခါမှာအတူတကွပြန်ပြီးခါမှာလေ့လာကြဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ဆိုတော့ကျွန်တော်ဒီ sermon လေးကိုနားထောင်ပြီးတဲ့နောက်မှာကျွန်တော် live and share လေးလည်းလုပ်ပေးပြီးခါမှာ ရားရဲ့နှုတ်ကပတ်တော်ကိုနော်ဒီကွာကြည့်လို့ကောင်းချီးမိန်သာရရတယ်ဘုရားရဲ့ကတည်းကဖြစ်ကြရအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဈာနာတို့ရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေနော်ပြည့်နေ